ko na jin do we duwe ko na jin aung lo de duwe de ke so they are a blessing in the sky stop pointing to other start pointing to yourself not everything is their fault hello beautiful alchemists. welcome back so sa le ja me လူတိုင်းလူတိုင်းမှာပြဿနာတွေ trauma de, shame တွေ guilt တွေကိုမမြင်ခြင်းအပိုင်းတွေကိုစီကိုစီရှိကြပါတယ် ီအရာဘာလို့မမြင်ချင်တာလဲဆိုရင်အယံကိုနာကျင်ရပြီးတော့ကိုယ်ကိုဒုက္ခလာပေးပါတယ်။အဲ့ခါကျတော့ဂျူရိုကကိုယ့်ရဲ့နှလုံးသားတောင့်တနေရမှာထားပြီးတော့တော့ခတ်လိုက်ပါတယ်။မိငယ်ကကိုယ်လိုချင်တဲ့ချစ်ချင်းမေတ္တာပုံစံပုံစံတိုင်းမရခဲ့တဲ့အချိန်မျိုးတွေကိုယ်တငယ်ချင်းချစ်သူကြီးစားကိုယ် betray လုပ်သွားတဲ့ experience တွေ life problems family issue တွေ family problems တွေ ဒါမို့ရှင်လဲကိုရှင်းဖြစ်တဲ့အရာတခုခု family တွေပဲဖြစ်ဖြစ် situation တခုပဲဖြစ်ဖြစ်ဒီလိုမျိုးအရာတွေကိုကိုကိုတွေကနှလုံးသားကန့်တနေရာထဲမှာထားလိုက်တဲ့အခါမှာတော့ခလိုက်တဲ့အခါမှာမကြည့်တော့တဲ့အခါမှာခဏတဖြိုးတော့ပျောက်တယ်လို့လို့မရှိတော့တယ်လို့ခံစားကြကြရပါတယ်ဘဝကြီးကအမြဲတမ်းသူ့အတူလေးပတ်နေတယ် ဲ့ခါကျတော့ဒီလိုမျိုးခံစားချက်တွေကိုထုတ်ဖို့ပြောဆိုကပြောဆိုဖို့ခါကျရလေအချိန်တိုင်းအချိန်တိုင်းမဖြစ်နိုင်ပါဘူးအဲ့ခါကျတော့ဂျူတို့မတ်စ်တွေတက်လိုက်ပါတယ်အဆင်ပြေပါတယ် I'm strong ဆိုရဲဟာနဲ့ဒါမတ်စ်တွေတက်ပြီးတော့နေကြပါတယ် but the main story start from here ဆိုတော့ကိုပေါ်မှာကိုဆွဲချရတဲ့သူတွေကိုစိတ်ညစ်စေတဲ့သူတွေ ကို trigger လုပ်တဲ့သူတွေကိုစိတ်တူအောင်လုပ်တဲ့သူတွေတွေ့ကိုတွေ့ရပါလိမ့်မယ်။အဲ့ချိန်မှာသူတို့တွေကိုလက်ညှိုးမထိုးဘဲနဲ့ကိုဟာကို reflect လုပ်ဖို့ပြန်ကြည့်ဖို့လိုပါတယ်။ကျူ example ၃ခုလေးနဲ့ရှင်းပြပါမယ်။ဆိုတော့ example number 1သူများတွေကကိုအချိန်မပေးနိုင်ဘူးကို problem တွေကိုနားထောင်ဖို့အဆင်အစင်တဲ့မဖြစ်ဘူးအချိန်မပေးနိုင်ဘူး they start saying no ပြီးရှင်သူတို့စပြန်စပို့ထားတာဟာတွေလည်းမကြည့်တော့ဘူး အဲ့ချိန်မှာယူတော့ trigger ဖြစ်သွားပါတယ် we feel abandoned we feel rejected ဆိုတော့ဟုတ်ပြီဒီခံစားချက်တွေကဘာလို့ဖြစ်တာလဲဆိုလို့ရှင်ဒီမှာတင်ထားခဲ့တဲ့ငယ်ငယ်တုန်းကကိုကိုအနည်းဆက်ဆုံး caregiver တွေကအချိန်မပေးနိုင်ခဲ့တဲ့အကြောင်းအရာတွေကြောင့် trigger လုပ်သွားဖြစ်နိုင်တယ် but the blessing is သူတို့မရှိရင်လည်းကိုဟာကိုအာကိုမဲ့ ဘောနော်ကိုဟာကိုပိုပိုချစ်မယ်ကိုရဲ့ညစ်တေမကိုလိုအချက်တွေရောအပြစ်မှမရှာဘဲနဲ့ဒီထဲမှာပဲရှာမယ်ဒီထဲမှာပဲရှာပါဆိုပြီးတော့ဒါပြပေးနေရဖြစ်ပါတယ်ဒီ external validation တွေမရှာဘဲနဲ့ကိုထဲမှာပဲရှာပါကိုထဲမှာပြည့်စုံပြီးသားပါဆိုပြီးတော့ပြောတာဖြစ်ပါတယ် because ဆာမပြန်လို့ရှင်လက်ကဘာပြက်ပြီးတော့စိတ်ညစ်ပြီးတော့လေအဲ့လိုမျိုးနေကြတဲ့သူတွေ ရှိပါတယ်ယူလည်းဖြစ်ခဲ့ပူပါတယ်ဒါမဲ့ကိုယ့်ဟာကိုယ်ပိုချစ်တတ်ဖို့ကိုယ့်ဟာကိုယ်ပြန်မြင်ဖို့ဒါပြတ်ပြီးနေရဖြစ်ပါတယ် example number 2တမားတွေကကိုယ့်ရဲ့ feeling ကို judge လုပ်တဲ့ခါခါမျိုးမှ trigger ဖြစ်တတ်ပါတယ်ဥပမာအဲ example နဲ့ဥပမာပြန်ဖြစ်ပြန်ပြီနော်ကြနင်ဒါလေးကိုဒီလိုဖြစ်နေရလားနင် overthinking အရင်ဖြစ်တာပဲနင် sensitive အရင်ဖြစ်တာပဲเนาะနင်ဒီဒီเจ้าရလေးကိုနင်ရွတ်ထပြီးတော့နင်ပြောနေတာ ဆိုပြီးတော့ကိုကို jazz လုပ်တဲ့ခါမှာကို trigger ဖြစ်သွားပါတယ်ဒီဒီနေရာလေးမှာနေမငိုနဲ့တိတ်เนาะနေသူများရှိမှနေတယ်လို့ဖြစ်နေမှာရှက်ဘူးလားတိတ်အဲအဲ့လိုမျိုးပေါ့နော်နေယောက်ျားဖြစ်နေယောက်ျားဆိုတာ strong ဖြစ်ရမယ်မငိုရဘူးအဲ့လိုမျိုးပြောခဲ့ပြီးတော့ကိုရဲ့ emotion တွေကိုမျိုးသိမ့်ထားခဲ့တဲ့အချိန်တွေကိုဒါ trigger ဖြစ်သွားပါမယ်အဲ့ချိန်မှာကိုဟာကိုအာ ပြန်ပြောနိုင်ရမယ် emotion are meant to feel and it's okay to cry it's okay to laugh နော်ပြီးလို့ရှိရင် cry cry တယ်ဆိုတာကယောက်ျားမိန်းမမဆိုင်ပါဘူးဒီလိုမျိုးကိုယ့်ဟာကိုပြန်ပြောတဲ့ချိန်မှာအများကြီးတက်တာသွားပါလိမ့်မယ် so example number 3ဒါကြတော့တော်တော်များများလဲကြုံရမယ့်အရာလို့ထင်တယ်ဆိုတော့ ကိုယ့်ရဲ့တငယ်ချင်းကိုယ့်ရဲ့ချစ်သူကြီးစားကကိုယ့်ကိုမခင်တော့ဘူးပြစ်ထားခဲ့တယ်မချစ်တော့ဘူးဆိုပါစို့အဲ့ချိန်မှာကိုယ့်ရဲ့ insecurity တွေပေါ်ပေါက်လာပါတယ် like i'm not good enough ငါမပြည့်စုံဟုတ်တာပဲဆိုပြီးတော့ဒီလိုမျိုး trick ကဖြစ်လာတတ်ပါတယ် patrick ဘယ်လိုမျိုးလဲဆိုရှင်ကိုယ့်ရဲ့ family problem တွေကြောင့်ဟုတ်တယ်မလားကိုယ့်ရဲ့ family ကကိုယ့်ကို support ပေးနိုင်ဘူးအဲ့ခါကျတော့ကိုယ်က insecure ဖြစ်တယ်ဆိုတော့ ကိုတငယ်ဒီကိုတငယ်ချင်းတွေမခင်တော့ကိုရည်စားထားသွားရယ်ဆိုရှင်တဲ့ဒီ insecurity ကြောင့်ဆိုပြီးတော့တွေးမိတကြတယ်။ဒါမှမဟုတ်ရှင်လဲကိုရဲ့ family family ကနော်အာကိုကို emotional need တွေမပေးနိုင်ဘူးအဲ့ခါကျတော့ကိုက not i'm not i'm not good enough that's why she left me that's why he left me စသည်ဖြင့်တွေးတကြတယ် but the blessing is that ကိုဟာကိုပြန်ပြောရမယ်ပေါ့နော် ီတာစုဆိုတာကဟိုသူတို့ရုပ်ဆိုးနေပါစေเนาะသူတို့မပြည့်စုံနေပါစေเนาะသူတို့ကဟိုတဲအိမ်လေးမှာပဲနေနေပါစေဘလို့စီးပွားရေးပဲဖြစ်လုံနေပါစေသူများကိုမထိခိုက်တဲ့ရဟုတ်တယ်မလားဘလို့စီးပွားရေးပဲပဲလုံနေပါစေ like they are valuable and they cannot be replaceable ရွှေငွေတနာတွေ ဘာနဲ့မှလင်းနိုင်တာမဟုတ်ပါဘူးအဲ့ဒါကိုအမြဲတမ်းတည်ထားဖို့လိုပါတယ် of course ဒီကြောင်းရာတွေကြောင်းဒီ family issue တွေကြောင်းဒီ problem တွေကြောင်းအရှိရတယ်အာ or our family member တွေကကိုကို brown မဖြစ်မဲ့ကို brown မဖြစ်တဲ့အရာတခုကိုလုပ်လိုက်တယ် of course we like shame we feel shame at a certain point but they still family so အဲ့ဒါကိုသိရမယ် ပြီးရင်ကိုကိုရိုင်းအာ I'm not good enough ဆိုရခံစားချက်ဆိုရှင်လည်းကငါစူးစမ်းနေတယ်ပေါ့နော်အဲပြီးလို့ရှိရင်ဒီကဘာမှာရောက်လာတယ်ဆိုတာကံမြင့်လို့ဒီလူသားဖြစ်နေရောက်လာတာအဲ့လိုမျိုးနဲ့ကိုစိတ်ထားပြန်ပြောကိုဟာကိုဘာနော် reassurance ပြန်ပေးနိုင်လို့ရှိရင်အများကြီးအများကြီးတက်တာပါလိမ့်မယ်ဆိုတော့ အဲ့ချိန်မှာဒီကိုတောင်ထဲမှာရှိတဲ့ဒီ trauma တွေ insecurity တွေကိုနော်ဒီတော့ဖွင့်ပြီးတော့ကြီးလိုက်ပြီးတော့အသက်ရှူခိုင်းလိုက်တဲ့လိုမျိုးဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့ they will feel free သူတို့တွေအသက်ရှူလာနိုင်မယ် they they are like oh my god ဘာနော်ဆိုပြီးတော့ဖြစ်လာမယ်ဆိုတော့ဘယ်လိုမျိုးပဲအာ ကိုဘဝမှာပေါ့နော် toxic people တွေပဲတွေ့တွေ့နော်ကိုဆွဲချမဲ့သူတွေပဲတွေ့တွေ့ကို judge လုပ်တဲ့သူပဲတွေ့တွေ့ကိုက we will feel more humble peaceful and happy အချိန်မှာ god or universe or whatever oh သူ lesson learn ဖြစ်သွားပြီပဲဆိုပြီးတော့ပိုကောင်းတဲ့ experience တွေပိုပြီးတော့ကောင်းတဲ့ opportunity တွေပိုပြီးတော့ကောင်းတဲ့လူတွေနဲ့ယူတော့ ပြီးဆက်ပေးပြီးတော့ဂျူရောအဲ့ချိန်မှာမှလက်ခံရရှိမှဖြစ်ပါတယ်။ဂျူရောကသူများတွေကိုလက်ညှိုးထိုးနေတဲ့ရွေးကတော့အဲ့ဒီ experience ကြီးကိုပဲဂျူရောကအမြဲတမ်းဆွေးခေါ်နေအောင်မှဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကိုယ့်ကို trigger လုပ်တဲ့သူတွေကိုကျေးဇူးတင်ပါကိုယ့်ကို trigger လုပ်တဲ့သူတွေကိုအပြစ်မတင်ပါနဲ့ အညုံမထိုးပါနဲ့ကိုယ့်ဟာကိုယ်ပြန်ကြည့်ပါကိုယ့်ဟာကိုယ် reflect ပြန်လုပ်ပါဒါဆိုရရှင် your mindset will shift and your life will change so thank you so much and see you in the next video